မော်ပြည်နယ်ဖီလိမြို့နယ်စုကလိကျေးရွာနယ်ပြည်ခိုင်ဖြိုးပါတီကမြို့နယ်ကော်မတီဝင်တအိုးတနက်နဲ့ပြက်ခတ်ခံရပြီးတင်ဆောင်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။တနက်နဲ့ပြက်ခတ်ခံခဲ့ရသူဟာဖီလိမြို့နယ်စုကလိကျေးရွာနယ်ဦးစုံဝင်းဆိုသူဖြစ်ကြောင်းသူဟာမေ14ရက်နေ့မနက်9:00နာရီခွဲခန့်ကစုကလိကျေးရွာအလဲပိုင်းမှာရှိတဲ့လက်ဖေးဆိုင်မှာရှိနေစဉ်တနက်သမားနှစ်ဦးဆိုင်ခင်းနဲ့ရောက်လာပြီးတနက်နဲ့ဝင်ရောက်ပြက်ခတ်သွားတာဖြစ်တယ်လို့ဒေသခံတအိုးကပြောပါဗျ။၎င်းကဆက်လက်ပြီးဥဆောင်ဝင်းမှာ ိုးကောင်းမှာတနက်တန်ရရပြီးအခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးခဲ့ပါတယ်။ရုံလောင်းကိုဘီလင်းမြွနဲ့ပြည်သူစည်းရုံကိုပို့ဆောင်လိုက်ကြပါတယ်လို့ပြောပါတယ်။ဦးစုံဝင်းဟာပြည်ခိုင်ပြိုးပါတီဝင်တဦးဖြစ်ပြီးဘီလင်းမြွနဲ့ကော်မတီဝင်တဦးဖြစ်ကြောင်းနဲ့သူ့ကိုမြေတီလက်နက်ကိုင်အဖွဲ့အစည်းကမြေတီအကြောင်းကြောင့်တနက်နဲ့ပြတ်သက်သွားတယ်ဆိုတာကိုမသိရသေးကြောင်း၎င်းဒေသခံကဆိုပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နေ့ကလည်းတန်ဖြူစင်ရဲ့မြွနဲ့ထင်းရှုကျေးရွာနဲ့ဒေသခံမျိုးသားတဦးဖြစ်သူကိုစိုးတန်းခေါ်သားကြီးဆိုသူဟာလည်းလက်နက်ကင်တွေရဲ့ပြက်ခတ်မှုကြောင့်သေဆုံးခဲ့သေးတာဖြစ်ပါတယ်